ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့နေ audio book channel လေးကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူပြည့်နေဝန်ကြီးသားတဲ့မြေလိုင်းခတ်တန်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါရရှင်ဇာတ်လမ်းလေးမစခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနား notification bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီခွေးတွေများဥလိုက်တာများနောက်ကိုညီးလို့အေး ကျုပ်ဖြင့်ဟိုတုန်းကစိတ်ဆိုရင်နီးနားကြောက်ခဲတလုံးနဲ့ပြစ်ထက်ပလိုက်မယ်။ဘက်နယ်များအေးတခင်ကိုတွေ့တာများသစိမ့်ကြလို့ကိုလာဖေလည်းအရေးအကြောင်းဆိုအားကိုးလို့မရ။ဘေးကအိတ်နေတဲ့ယောက်ျားကိုနှိုးလိုက်တယ်။တော်ယုံမနိုးတက်တဲ့ယောက်ျားအကြောင်းကိုမိပူတီတော့မိပူလုံးနေကြရေခွက်ကိုအရင်လိုက်ရှာတယ်။ပြီးရင်လင်းဟိုပန်းကနေလောင်းလိုက်မယ်ဟု လုံးနေကြပုံစံအတိုင်းလုံးမယ်ဟုတွေးလိုက်တယ်။အိမ်နောက်ဖေးကိုထွက်သွားတယ်။ဟင်ဒီကာလနဂါကိုဒီတိုင်းမဲ့နှိုးမတခြားနီလန်းမရှိ။ တထူးထူးနဲ့တယောက်တည်းညီးတွားနေတယ်။အရက်ကလေးတမျှများနဲ့နေဝင်မိုးချုံမသိဘူး။တနေ့လားကြက်တိုက်မယ်ဖဲရိုက်မယ်နဲ့ပဲပြီးသွားတာ။မိဖုအပြိုပေါ်ဝင်စကောက်ဆိုင်တုံးကားဆိုမိဖုကိုမရရင်တေတော့မလို့လို့နဲ့အရက်ကိုဖျက်ပါမယ်ဆိုပြီးမိဖုအပြေပေးခဲ့တယ်။အခုဟာဖြင့်မိဖုတောင်ကလေးတယောက်နဲ့အရက်ဖျက်ပါမယ်ဆိုတဲ့ဂရိဗမာလဲအရက်သမားတို့ရဲ့တစ္ဆာများအီးရီချင်လိုက်တာမှစိတ်လဲနာတယ်။ဟိုနေ့ရတော့ကလေးတယောက်ကိုအိမ်မက်မက်ပြန်တယ် မိဖို့များဘိုက်နောက်တလုံးပြန်ကြည့်တော့မလားမသိဘူးစိုးရိမ်မိတယ်။အေးကဒင်းကအာကိုလိုမရောက်မိဖို့ခြေလေးငါလန်းလန်းနဲ့ရေခွက်လှမ်းယူမဲ့အပြုခွေကသူ့နာတက်ကပ်လာတယ်။ဟဲ့ခွေသွားစမ်းဟဲ့ဟဲ့မိဖို့အမေကိုလှမ်းတတိယသွားတယ်။ရွာမှာကြံခဲ့တဲ့သမီးလေးကိုသူတတိယသွားတယ်။ဒီချိန်များသမီးတို့လည်းဘေးကင်းပါစေ။ရွာမှာဆိုဒီချိန်ဆိုအဲ့လိုရောရပါမလား။ဟိုတယ်နေ့ Facebook မှာ မိဖုရွာနာရွာမှာလေရင်ဘုံလာကျဲသွားတာကိုမိဖုတို့လင်မယားကမြည်ခဲ့ရတာအနိဋ္ဌာယုံနေကြည်ပါပဲဒါပေမဲ့မိဖုတို့ရွာကတခြားရွာတွေထဲစာရင် ကံတီတယ်လို့ပဲပြောရမှာပေါ့လေရင်ဝဲတာတော့ရှိတယ်ဘုံကျဲခံမထီဦးရဲ့မိဖုတို့ဘန်ကောက်မတက်ခင် ကျင်းမုံတွေကိုတူးထားတာမှနဲ့လို့ဒါပေမဲ့ကျင်းမုံတွေတော့တခါမှဝင်မပုံးရဘူးမိုးရင်းဆိုကျင်းမုံတွေကရေအပြည့်ပဲသမီးလေးကျင်းမုံမှာသွားသွားကစားလို့ယောက်ျားကိုသွားပြီးပြန်ဖုန်ခိုင်းတာတယ် ပွင့်လင်းရသည်မှပြန်တူးမယ်ဆိုပြီးပြန်မတူးပြတော့တရင်ချုပ်ကလေးကဘန်ကောက်ကို ခိုးလန်းနဲ့တက်လာခဲ့တာအခွင့်အခိုက်ကောင်းတော့မို့ဘန်ကောက်ကိုစိုက်ဆိုင်မြိုင်မြိုင်ရောက်သွားတာငါလာတာတာပဲရှိသေးတာအထောက်အထားဆိုတာလည်းဘာမှမရှိဘူးရွာဦးလေးအဆက်နဲ့တက်လာတာမို့မိပုတို့အလောက်ကရှာကြရမလို့တော့ဘူးမိပုတို့ကအလောက်ဆိုမကြောက်ပါဘူးေရွာမှာဆိုနေပူပူနဲ့ပြက်ကောင်းရွက်တခါတလေနေစားပယံကိုကိုလားဖေနဲ့အတူလှုပ်ဘူးတာပဲ ယောက်ျားတွေနဲ့ရင်မောင်းတန်းပြီးမိဖို့လဲလုံနိုင်မှာတော့အခုလဲစောက်လို့ရေးတကူမှလောရတာမိလက်မြေဖြောကရိယာတွေတဲရတာကအစဆက်ရန်နေရနဲ့ဖြောတာများမိဖို့မပင်ပန်းမှာလစာကြကောင်းတယ်လို့ပြောရမှာပေါ့မိဖို့အစဉ်ပြေတယ်ဒါပေမဲ့မိဖို့တို့ထိုင်းပလိတ်ကိုကြောက်ရတာပေါ့တခါသူတို့ဝင်ဆက်လိုက်တာမြမပြီးသားတွေအုံလိုက်ကျင်းလိုက်ပါသွားတာတတိယမရွေးနိုင်လို့ဗမာပြီးအကုန်အပိုးခံရတယ်ဆိုလားပဲမိဖို့တို့မလာခင်ကတတုပ်ဆိုဒီလိုပဲပြောတာ တတိယစာရဲစာရင်လုတ်ပေးမယ်ဆိုတော့ပလိတ်မလာတာလည်းဖြစ်မှာပေါ့တနေ့ရတော့ဦးလေးရညီတို့မပူနဲ့အေးတတိယအဆဆအရာရာလုတ်ပေးလိုက်မယ်မပူနဲ့တတိယပလိတ်နဲ့ပေါင်းထားတာဆိုတော့မိပုစရေးသွားတယ်မိပုတို့လင်မယားနဲ့ရောက်ခိုးလန်းနဲ့တက်လာတာဆိုတော့ဇရေးအကျွေးတွေမကြေသေးပါနောက်နှစ်လသုံးလလောက်ဆိုကြေလောက်တယ်မိပုတို့တက်လာတော့ငါဆိုတော်လန်းတောင်လန်းများဆိုနတ်လိုက်တာမှမောင်ပိန်လို့တက်လိုက်ရတဲ့တောင်းဆိုအလုံးပေါင်းမနေဘူးမိပုတောင်လက်လျှော့ရတော့မယ်လို့ ကုလားဖေကမိပူကိုဂုံပိုးပါတယ်။ဒါပေမဲ့မိပူကသူ့ကိုအားနာလို့အန်ကျိတ်ပြီးလမ်းလျှောက်လာတာ။ကြုံရတာလည်းအစုံပါပဲ။တောတောင်ရေမြေအလှကိုဆိုတာမိပူပါမန်းမခံစားနိုင်ဘူး။ကားထဲကိုလူကိုငပိသိမ့်ထဲ့တယ်လို့ထဲ့လာတာမို့မိပူအသက်ရှူမဝသေး။တချို့ဆိုအန်နဲ့မိပူခေါင်းကိုတူကြီးကြီးနဲ့ထုထားတယ်လို့ပဲလေးလိုက်တာမှဘန်ကောက်ရောက်ခါစတော့ကဆိုမိပူဘာမှအသာမကျသေးဘူး။တမိလွမ်းစိတ်ရဲ့အမိလွမ်းစိတ်ရဲ့ မိဘလုံးဝမပြောတာထိုင်အစားစားဆိုလဲအချိုလေးများလားတကြားများလားမိဘစားမတတ်ဘူးကိုလာဖေဆိုအကုန် စားနိုင်တယ်စားစားရောက်ချင်းရွာဦးလေးရသဘောကောင်းပေမဲ့သူ့မယားကအရှုံးရှက်မပတ်သက်ခြင်းတဲ့သဘောမျိုးမိဘလည်းမိမသားချင်းမှုရိမ့်မိတာပေါ့ထုတ်မပြောချင်တော့ပါဘူးညီတို့ကိုယ့်ကံကိုယ်ရင်လိုသဘောထားပြီးနေပါမိဘရဲ့ငါတို့ကတရွာသေးသားပေတိမောင်နှမလိုပဲမလား အတုံကမိဘူးကသူမရရဲ့နှကန်းလေးတင်းထားတာကိုသတိထားမိပါရဲ့အေးလေဒီလိုလေးပေတန်းအခန်းလောင်းနဲ့သူခင်များကျင်းကျက်ရှာမှာပေါ့မိဘူးနားလဲပါတယ်နောက်တနေ့မိဘူးတို့အလုပ်ရတော့တတိပေးတဲ့စိုက်ထဲမှာပဲမိဘူးနေနေရတယ်စိုက်ထဲဆိုပေမဲ့မိဘူးနဲ့ကိုလားဖေအတွက်လွတ်လပ်တယ်တခါတလေကျဲဥကျော်စားလိုက်တခါတလေရွာဦးလေးဝယ်လာတဲ့ဟင်းနဲ့လည်းပြီးတာပဲသူများနဲ့နေရတယ်လို့စိတ်မကျဉ်းကျက်တော့ဘူးပေါ့မိုးရွာရင်ရွာလေးလိုဖားများအော်လိုက်တာများ မိပူတို့မမရရကိုလာဖေနဲ့တညဖားသွားရိုက်ကြတာဖားရီအများကြီးရတယ်ဖားဟင်းအောင်ဆက်ဆက်လေးချက်စားသေးတယ်ဒီလိုချိန်ဆိုရွာမှာနေပူမြေသားအပ်တွေမှာဖားရီပေါ်တယ်ဆိုနောက်တော့တဲ့ခအုပ်တွေပဇင်းရီခွဲကောင်းနေလဲမြည်နေရောပေါ့နေရောက်ပြီဆိုတော့မကြခင်လဲတကြံရောက်တော့မှာခုမှတတိထားမိတယ်ဒီလာကုံအတွက်သမီးတို့ဖို့ငွေတချို့ပို့ပေးရမယ်ဒီလိုရောက်ကလေးကငွေဆိုလို့တက်လိုက်ခဲလိုက်ပို့ရတာမှမဟုတ်တာ အမေကိုလည်းကတော်ရင်အနေနဲ့ပေါ့။တမီးဆိုဆရာမကရင်ရကတိုက်ပေးမယ်ဆိုလားပဲ။ခုနေ့ကအမေနဲ့တမီးကိုဖုန်းပြောလို့တီးရတယ်။မိဖူတော်ဗီဒီယိုရိုက်ပြီးပို့လာခိုင်းတယ်မလား။ဒီဘက်ကတကြမ်းဆိုတာဘာမှမသိပါဘူး။ပိတ်ရက်တွေရှိမယ်လို့တနေ့ကအစည်းအဝေးလုပ်သေးတယ်။တချို့ကျရွာပြန်မယ်။တချို့ကျလဲမယ်ပေါ့။သူတို့ကအထောက်ထားနဲ့၄-၅နှစ်ရောက်တဲ့သူတွေကြည့်။မိဖူလည်းသူတို့ကို အားကြလိုက်တာမှမိဖူကဖြစ်နိုင်ရင်အထောက်တောင်မစွဲပဲရွာကိုတန်းပြေးပြန်ခြင်းနဲ့ ိုလားဖေကြဒီကိုရောက်ကလေးကအလုတ်ကိုစူးစားရှာပါရင်ခါတိုင်းဆိုဒင်းကလက်ကြောမတင်ချင်းအမြင်ကျေတယ်လို့တော့ပြောရမယ်ရွာမာတော့ကဆို သူများတွေပူတယ်လောင်နေဆိုရင်သူကတော့ထမ်းမင်အားနေမခွာပဲအေးလူလူပါပဲမူးလိုက်တာမှနေတိုင်းလိုပါပဲမိဖို့လဲတခါတလေသူ့ကို စိတ်ပြက်ခြင်းနဲ့အခုတော့လဲကိုလားဖေတဘာတိုင်းမှာမူလားမသိမိဖို့ကိုခယူးဆိုင်ပါတယ်ကျုပ်မိမ့်မပိန်သွားတယ်လို့ပဲကျုပ်တော့ဦးလေးကိုကြက်သားမှာပြီးမိမ့်မကိုပြုတ်ကျေးနေတာပါပဲ မိဘကလည်းငကိုတဲကဝချမ်းများကိုလုံးကိုကိုကိုတီတာမို့ကိုလားဖေကိုမျက်စောင်းပစ်လိုက်တယ်။ဒင်းကဘာတွေထဖြစ်အခုတလုံးမိမကြီးဒီနေ့အလုပ်ပဲချိန်ဆင်းရမလဲ။မိဘကမသိရင်ရောဆိုတဲ့အကြီးနဲ့တချက်မျက်စောင်းထိုးလိုက်ပြီးရှင်ဒီနေ့ဘာတွေဖြစ်နေလဲ။နေမကောင်းလား။မိဘတို့ကစကားပြောရင်ဖောက်ပြီးငါစိတ်ထဲတမျိုးကြီးဒီနေ့အလုပ်မလုပ်ချင်ဘူးနားချင်တယ်ကွာ။ဟုတ်လဲဟုတ်တယ်။မိဘတို့ဒီဆိုင်ထဲလောက်ကလေးကနေစားကားနဲ့လောက်တာမို့ နားရက်ယူရင်ပတ်စံမရတာကြောင့်မိဘူးတို့တရက်မှမနာပါ။ဘာဖြစ်ဖြစ်လေအကျွေးတွေရှိသေးတယ်မလား။နောက်ဒီလားအတွက်တမီးကိုငွေတချို့အမေကိုအလှူတန်းလုပ်ဖို့ရယ်မိဘူးအလုံးလုံးမှရမယ်။မိဘူးကနားကျင်ပေမဲ့ကိုလားဖေရှေ့မှာဟန်ပြလို့ရတယ်။ဘယ်ဖြစ်မလဲကိုလားဖေရဲ့ရှင့်မှာလဲကျွေးနေမိနေမလား။ရှင်လဲဘန်ကောက်ရောက်တာကြာပြီ။ရှင်မိဘအတွက်လဲပို့ဦးမှာလေ။ကိုလားဖေတို့မိဘတို့လဲအချားရွာပေသည့်လေရင်တန်းစစ်ဘေးထံအလူအလင့်ခံနေရတဲ့ရွာ။ သူတို့တွေလည်းမိပူတို့ရွာရှိတဲ့ဆွေမျိုးစီလာပြောင်းကြတာပါပဲမိပူတို့ရွာတုန်းကဟင်းကောင်းစားရင်ဟင်းကောင်းပဲပုတ်ချင်စားရင်ပဲပုတ်ချင်ပို့တာပါပဲမိပူတို့သားသမီးအရင်လဲသူတို့ချစ်ရှာတာပဲမိပူကိုတမီးရင်းလို့လဲသူတို့ချစ်ရှာတယ်မိပူကအမေပဲကြံတော့တာမို့မိစုံဖားစုံမဟုတ်လို့လားမသိမိပူကိုသူတို့ချစ်ကြတာမိပူကံကောင်းပါလေလေအေးရှင်တကယ်မနာရင်လဲနားလေအကုန်လုံးဝနာပြောပေးလိုက်မယ် ဝနာဆိုတာအလौဆိုင်တဲ့အာနာရှိသူတယောက်ကိုပြောခြင်းဖြစ်တဲ့ကိုယ်တိုင်ပြောမတတ်ပေမဲ့ထိုင်းစကားတတ်တဲ့ညီမတယောက်နဲ့ပြောခိုင်းရမယ်။ "तू ကခဏခဏအလौပြန်ရင်မကြိုက်ဘူး။အလौပြတ်ပါများရင်လည်းမောင်းထုတ်တယ်။ဒါ ਉਹ လည်းမီးပူနဲ့ကိုလာဖေအတွက်စိုးရင်ရတယ်။နင်ရောမနာဘူးလား။ဟင်နင်ကမနာရင်ငါကဘယ်လိုနားမလဲ။နားပါကိုလာဖေရဲ့မီးပူထွက်သွားတော့ကိုလာဖေလည်းမီးပူနောက်လိုက်သွားတယ်။မီးပူတို့အလौမစခင်စောက်လုပ်ရေးတိုက်ရောက်မှာမီးပူတို့လင်မယားအဖွဲ့ အကြလေး၅ဘွဲ့စကားဖွဲ့ကြတယ်။အလုတ်ချိန်ကမရောက်သေးပဲဟုညီမတို့ကဘာလို့တခြားအလုတ်မလဲဒီအလုတ်ကပင်ပန်းတာနဲ့နေရာလဲပူတာနဲ့တခြားအလုတ်ပြောင်းလို့ပေါ့ကိုကအထောက်ထားလဲဆုံးထိုင်းစကားလဲရရတာနဲ့တခြားအလုတ်ကလစာနေတဲ့အမဒီအလုတ်ကနည်းနည်းအရာများတယ်နေပူတာလွှဲရင်အလုံးအဆင်ပြေတယ်နောက်ရွာကအကုံစေးရလဲတအားတက်တော့အဆင်မပြေဘူးလေအစစရရာဈေးကြီးတော့ဒီပန်ကောက်မှာညီမတယောက်တည်းရွာကမိဘနဲ့ အငယ်တို့ကိုကြည့်ရသေးတာ။အော်မိဘူးကအော်တချက်တော့ခြားတော့လေ။မိဘူးတို့ဘဝနဲ့သူတို့ဘဝဘာတူးလို့တော့ဟိုစုစုဒီစုစု ထိုင်နေကြသူတွေလဲထိုနည်း၎င်းမှာပဲလို့မိဘူးကောက်ချက်ချလိုက်တယ်။အလုံးချိန်တီးနာကြီးဆက်ညီနေပြီ။သူ့အုပ်စုနဲ့သူလူခွဲပြီးပုံခွက်အလုံးနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကောက်ကိုင်းကသူ့လိုကိုလိုသူ့နေရာသူအရှိုးရှိုးထွက်သွားကြတယ်။မိဘူးတရောက်ကိုတစ်ချက်ငုံကြည့်လိုက်တယ်။တိုက်ကအထက်30ရှိတယ်။ မိဘကအမင်းဆိုမကြောက်တတ်သူပါမိဘဒီနေ့အထက်28လောက်မှာအလုတ်တောင်းဝင်ရတယ်ကုလားဖေကအထက်30မှာတောင်းဝင်ကြတယ်မိဘတခါခါအောက်ကိုငုံကြည့်ရင်လူတွေအရာဝတ္ထုတွေမိဘတို့နေတဲ့သဲတွေအုတ်ခဲပြီးလက်မြေတွေကတည်တည်လေးပဲကျန်နေအမင်းမကြောက်တဲ့မိဘတော်ဒီနေ့အဖို့ကြောက်စိတ်ဖြစ်မိတယ်နေ့လယ်စာစားပြီးအလုတ်ပြန်ရတော့မှမဟုတ်အနေငယ်ငိုက်လာတယ်ဗဇက်သေးကိုကွန်းတစ်ချက်ဝါလိုက်တယ်အိမ်ငိုက်ပြေအောင်ပေါ့ ုတရားညကန်းလောက်မှာတော့မိဘူးမူးတယ်လို့လို့ဖြစ်လာတယ်။ဟင်ကုမူးတာလား။မိဘူးကုန်းတကာမှမမူးပါ။မိဘူးတွေးလို့ရှိရလား။ဟင်မရှိဘူးလေ။မိဘူးဘေးကအရာတွေကိုတစ်ချက်တည်ထားလိုက်တယ်။အရာအလုံးရင်းထိုးနေတယ်။အတံပလန်နေဖောက်ကနေဖြက်ကနေကျိုးဆက်ထွက်ကုန်နေ။နိုင်ရကြားကားရဲရလို့ဖြစ်ပြနေတာကိုမျက်ဝါးတည်တည်မြင်ရတယ်လို့မိဘူးပြေးရမယ်။ပြေးရမယ်။ကိုလားဖေကိုလားဖေမိဘူးတကူလုံးတုံပြီးကြောက်လာတယ်။မိဘူးပြေးတော့မယ်အပြုတ် မိဖို့နင်းထားတဲ့ကြံကင်းလှုပ်ရမ်းလာတဲ့အပေါ်ဘက်ကဘီးလက်မြေတွေဝုန်းကနေကြလာတဲ့မိဖို့မျက်လုံးတွေဖုန်နေဝင်လာတဲ့စတဝါဝါပြေးမယ်ဟုကြံတော့မိဖို့ဝုန်းကနေတွင်းနေကြသွားတယ်မိဖို့ကိုပေါ်ကတသားပြားကြီးတွေဖိနေတယ်မိဖို့တတိယတစ်ချက်မရတစ်ချက်မိဖို့အသက်ရှူကြလာတယ်မိဖို့အားတင်းနေစူးစားခေါ်ကြည့်တယ်မိဖို့ကောင်းမှလည်းတွေးတယ်မိဖို့သမီးလေးကိုပဲမြင်အောင်နေတယ်လူတွေရဲ့အော်တန်တွေတိုးတိုးသွားတယ်အရာအလုံးမှောင်ပြီးတိတ်ဆိတ်သွားတယ် မိဘူးခန္ဓာကိုယ်တစ်ခုလုံးလေထဲပေါ်ပါသွားသလိုပဲဟက်ခွေတခင်ကိုမမတ်မိအောင်အသေးဦးလားငါတုံးနဲ့ပြစ်လိုက်ရင်တည်ချင်းစိုးကမိဘူးအော်ပြစ်လိုက်တယ်ခွေးကမရက်ပါတဝုံဝုံနဲ့ခွေးကိုဂယူးမဆိုင်တော့ပဲအိမ်ပေါ်ကိုလှမ်းကြည့်တယ်အမေဖျားဝှေ့ပြူတာကိုမြင်နေရတယ်ကျမအိမ်မက်မက်နေတာပဲထင်မိတယ်အိမ်မက်ကိုကျေစုတင်မိတယ်အမေနာမှာတမီးလေးလဲအတူဝှေ့ပြူနေတယ်အိမ်ပြန်ကျင်တဲ့မိဘအခုတော့အိမ်ပြန်ခွင့်ရခဲ့ပြီလေခဏနေကြတော့တမီးလေးငိုတယ် သမီးဘာလို့ငိုတာတော့အမေကိုတတိယလို့လားအဖေကိုတတိယလို့လားဟင် မေးလိုက်တယ်။သမီးကငိုမြန်းငိုနေတယ်။အမေမျက်လုံးကမျက်ရည်တွေဘာလို့ကျနေနေရလဲ။မိဖုအိမ်မှာမရှိလို့ဘယ်သူကြုံမိသားစုကိုအနိုင်ကျင့်လဲ။မိဖုဒေါသထွက်ပြန်နေ။နောက်အမေနှုတ်ပြားမှ အမေအမေအမေယူတော်မူကြပါကုန်းတော်။ဒါဒုဒါဒုဒါဒုသမီးမိဖုအမေလာယူနော်သမီး။အားလုံးကြာကြာသမီးအမေအမေအမေ ယူတော်မူကြပါကုန်တော်ဓာတုဓာတုဓာတုမိဘကိုကိုကိုပြန်ကြည့်တော့ကိုလုံးနဲ့ပေတူးနေတယ်မိဘမယုံကြည်နိုင်ဘူးမိဘဘေးဘီကြည့်တော့ကိုလားဘေးသွေးတွေနဲ့လဲလောင်းနေတာကိုအခုမှသတိထားမိတယ်မိဘလန့်သွားတယ်ဟင်မဟုတ်ဘူးမဟုတ်ဘူးမိဘမသေးဘူးအမေမိဘမသေးသေးဘူးမိဘလုံးစီကအများကြီးရှိနေသေးတယ်မိဘအမေကိုခေါ်လဲမကြတမီးကိုအော်ခေါ်လဲတမီးကြားဟန်မတူပါ မိဘူးသူတို့အနာသွားပြီးအမေနဲ့သမီးကိုဘလောက်လွမ်းကြောင်းပြောပြကျင်လိုက်တာပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဝူးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်